ဆိုင်ဆရာနေစုတော်ရဲ့ရှင်းတင်မာလေးမေဆန်ရှားနဲ့တနဝိုင်းနှစ်တော်ဖြန်များဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာတက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း9ချင်းဆိုထားသောအေးဆိုင်တဲ့သူမေဆန်ရှားရောက်ရှိကားသောအခါဒေါဖင်ထွေးကိုဇဝဲတစ်ခု၌ဖာဒူရာတောင်းရင်စောင့်နေသည်ကိုတွေ့ရသည်မေဆန်ရှားဝင်လာသည်ကိုမြင်လင်သူမကလက်လန်းပြား၏ဆိုင်ထဲမှလူရှင်းနေသည်မမစောင့်နေရတာကြပြီလား ထွက်လာကန်ဤကြမှာအမှုတဲ့တယောက်ရပါလားလို့ကျွန်မနည်းနည်းနှောက်ချသွားတယ်။မေဆန်ရှားကဒေါခင်ထွေးရှိခုံမဝင်ထိုင်ရင်တောင်းမန်စကားဆိုလိုက်။ဒေါခင်ထွေးကမေဆန်ရှားအတွက်ဖလူတာလှမ်းပါပြီးမှတိတ်မကြသေးပါဘူး။မမဖုံးဆက်တယ်ဆိုတဲ့ကကျွန်မကိုပြောပြစရာအကြောင်းတစ်ခုခုရှိမယ်ဆိုတာကိုတွေးမိတယ်။အဲဒါကြောင့်ချက်ချင်းထွက်လာမလို့ပဲ။ဧည့်သည်ကလည်းသူ့ကိစ္စအရေးကြီးဖြစ်နေတာနဲ့ရပါတယ်ညီမလေးရဲ့အားမနာပါနဲ့။မမ ကျမဟိုတနည်းကပြောတဲ့ဥညွေတေဆုံးရတာကိုကောင်းတယ်လို့မြင်ကြတဲ့သူတွေရဲ့စီးရင်ကိုပေးမလို့လားဆိုပါတော့စပွဲတိုးလေးကဖာလူတာလာချပေးသည်တောက်ပါအောင်အေးအေးဆေးဆေးပြောကြတာပေါ့မေဆန်ရှားကဖာလူတာခွက်ကိုယူကဇွန်းနေမှရင်ဒေါကင်ထွေးဤစကားအသွားလာကိုဆောင်ရလိုက်သည်မမတိရဲ့ဥညွေချောင်းလေးကတခုကိုပြောမလို့ပါဥညွေချောင်းစုံစမ်းရင်အဲ့ဒါလေးလဲညီမလေးတီထားတင်တယ်တင်လို့ပါဟုတ်ကဲ့ပြောပါမမ ဥညဝေမိမရှုပ်ခဲ့တာကိုတော့ညီမလေးလည်းသိနေပြီပဲလေဒီเจ้าကိုမမထိန်ချမ်းဖို့မလိုဘူးထင်တယ်လေဟုတ်ကဲ့တရားသူကြီးဥလှကြိုင်ဆိုတာကြားဘူးလားကြားဘူးပါလေသူကကွယ်လွန်သွားတာကြားပြီမဟုတ်လားကြားပြီပေါ့15နှစ်လောက်ရှိပြီထင်တယ်ဥလှကြိုင်ရဲ့ဇနီးတော်တင့်တင့်ရွှေကဥလှကြိုင်ထဲအသက်များစွာငယ်ပြီးတော့အင်တန်ချောမောလှပါတယ်အဲ့ဒီတော့တင့်တင့်ရွှေနဲ့ဥညဝေနဲ့ညှိစွန်းခဲ့ကြတယ်မေဆန်ရှားစိတ်ထဲတွင်ဥညဝေကိုပို၍ပင် ထင်သေးသွားမိ မိမနဲ့ပတ်သက်ရင်သူတစ်ပါးသားမရပဲမရှောင်ပါကလားဥလာကြိုင်ရှိနေစဉ်ကလေးကညီစိုးနေခဲ့ကြပုံရှိတယ်ဥလာကြိုင်ကွယ်လွန်ပြီးတော့ဆက်တွဲကြတဲ့နဲ့တူတယ်မမကတရင်တက်တဲ့အကြပင်မဲ့တိတိကျကျမသိခဲ့ဘူးအဲ့တော့ကမမနဲ့ဥညွေဝေနေကပေါင်းနေစေဖို့ဟုတ်လားဟုတ်တယ်နောက်တော့သူတို့အစင်မပြေဖြစ်ကြပုံရှိတယ်ဒေါ်တင်းနေရွှေကမမစီဖုံးဆက်ပြီးဥညွေဝေနဲ့သူ့အကြောင်းတွေကိုပြောပြတယ်ဒေါ်တင်းနေရွှေကဥညွေဝေကိုတကယ်ဆွဲလန်းခဲ့ပုံပဲ အခုထိတော့တော့တင်းတင်းရွှေကြီးအကြောင်းဒီစိတ်ဝင်စားဖွယ်ရမရှိသေး။ဥညဝေတည်ဆုံးရသောကာလနှင့်များစွာကြာချာနေသည့်ဒေါ်တင်းတင်းရွှေနှင့်ကိစ္စကိုသူမအဖေကြောင့်ပြောပြပါသည်။ဒေါ်ခင်တွေးကဘာလူရာကိုတောက်ရင်အပြင်ကိုခစ်တောင်းငေးသွား၏။ထုံငေးမျက်လုံးတွေထဲမှတွေးပါသလားအဆွေးပါသလားဟုသောစူးစမ်းမှုဖြင့်မေးဆန်ရှာခဲခံလိုက်သည်။ပင်သက်ရှာလိုက်သည်ကိုမြင်ရ၏။ဥညဝေကစိတ်ထက်အားဖြင့်နည်းနည်းထူးဆန်းနေပြောရမယ်။ သူကမိမတရားကိုနှစ်ခါပြန်ချစ်တတ်တယ်။မိစံရှားနားမလဲတယ်လို့ဖြစ်သွား၏။ဘလို့မမတောင်းနဲ့တွဲတယ်ပြီးတော့ क्वे သွားတယ်။နောက်အဲ့ဒီလူနဲ့ပဲနောက်တစ်ခါပြန်တွဲတယ်အဲ့ဒါမျိုးကိုပြောတာ။ဒေါ်တင်းတင်းရွှေနဲ့ကအဲ့ဒီလူသူတို့ချင်းပြန်ကြီးကြတယ်ဗောဟုတ်လား။ဟုတ်တယ်ညီမလေး။မမနဲ့ဦးညွဝေ क्वे ဦးညွဝေနဲ့မိုးကေတီလက်ထက်ပြီးမှသူတို့ချင်းပြန်ကြီးကြတယ်။မမဘလို့သိတာလဲ။မမကိုယ်တိုင်မြင်လိုက်တာ။ မြင်လိုက်လို့မမကတော့တင်းတင်းရွှေစီကိုဖုံးဆက်ပြီးတော့အဲ့ဒီအချောင်းကိုတီးခောက်တယ်။ဒေါ်တင်းတင်းရွှေကဝင့်ခန့်တယ်။မေဆန်ရှားကအံ့ဩရပြန်သည်။ဒေါ်တင်းတင်းရွှေက မရရှိလူတယောက်နဲ့ဖြစ်တာကိုမဖုံးကွယ်ပဲဝင့်ခန့်တာပဲလား။မြုံနိုင်စွာမေးလိုက်မိဒေါ်ခင်ထွေးကကောင်းနေသည်။မမကိုမိမချင်းရိတာလဲပါမယ်။ပြီးတော့ဒေါ်တင်းတင်းရွှေကအင်တန်ခက်ဆန်တယ်။နိုင်ငံသားမှာသူကမိဘတွေနဲ့နှစ်တော်တော်ကြာကြာနေလာခဲ့ဘူးတာ။ ဒါကြောင့်သူ့တဘောကလွတ်လပ်မှုများတယ်။အဲမမတို့အမြင်နဲ့ကြည့်ရင်တော့တမျိုးပဲပေါ့။ဥညွေသေးဆုံးတဲ့အချိန်ဒီသူတို့တွဲနေကြတာလား။အဲ့ဒီလောက်တော့မဟုတ်ဘူးထင်တယ်။နောက်ပိုင်းမှာစပြောက်သွားတယ်။အဲမမမသိတာလည်းဖြစ်ချင်းဖြစ်မှာပေါ့လေ။ဒါကြောင့်ညီမလေးထက်တွေးလို့ရအောင်သူ့အကြောင်းကိုပြောပြတာ။ဒေါ်ကင်ထွေးကဒေါ်တင့်တင့်ရွှေအကြောင်းပြောနေစဉ်ဒေါ်ကင်ထွေးဒီလည်းဒေါ်တင့်တင့်ရွှေလိုမျိုးခေတ်ဆန်တာပါပဲဟုဒေါ်မီဆန်ရှားကတွေးမိထိုးတွေးကြောင့်မမစကားအရအကျမတခုမေးကြည့်မယ်နော်။ သဘောထားတောင်းလိုက်မင်းလေရပါတယ်မမကဘာကြောင့်နောက်အိမ်တောင်မပြူတာလဲအင်းဒါကခလေးတွေကြောင့်ဆိုပါတော့ဦးညွေကမိမတရားကိုနှစ်ခါပြန်ချစ်တတ်တယ်ဆိုတော့မမနဲ့ကြွေးပြီးမှမမကိုရောသူပြန်တွဲသေးလားဒေါကင်ထွေးမျက်နှာရိတ်ခနဲညိုသွားသည်ကိုမေဆန်ရှားတတိပြုတ်လိုက်မိအနာပေါ်တုတ်ကျသွားတာလားရှက်သွားတာလားခေါင်းကိုကြပြကြရခံရန်သည်ဟင်အမမနဲ့တော့အဲ့လိုမဖြစ်ပါဘူးအငင်းစကားထွက်လာ၏သို့သောအငင်းစကားမှာအားပြော၏ အတန်ငယ်လေးခွေနောက်ကြနေသည်ဒါဆိုရင်ဒေါ်တင်းတင်းရွှေနဲ့ကျမတွေ့ကြည့်ရင် ကောင်းမလားကောင်းတာပေါ့သူ့စီကအချက်တချို့ရနိုင်တာပေါ့သူကကျမကိုအမှန်ပြောပါမလားအဲသူ့ကိုရေးကိုရာရီဆိုတော့ပြောမှာပါ သူကအာဘူဇန်နဲ့သူဆိုတော့ဒါမျိုးတွေတိတ်ခိယူမထားဘူးနောက်တစ်ခုကကျမတေဇာတို့ချောစုတို့နဲ့လည်းတွေ့ကြည့်ခြင်းနဲ့အဲ့ဒါလည်းရတယ်သားနဲ့သမီးကိုမမကလည်းတွေ့စေခြင်းနဲ့သူတို့ကမိုးကေတီနဲ့တူနေခဲ့တာဆိုတော့ တို့ကြောင့်မမထက်ဗိုလ်တိနိုင်လဲမမိုးကေဒီထောင်ကားထွက်လာမှသူတို့နဲ့ဆက်သွယ်ရှိကြလားမရှိသေးဘူးညီမလေးအဲ့ဒါကသူတို့အပြစ်ပဲသူတို့မိုးကေဒီကိုသွားတွေ့တဲ့နယ်မမမြင်ပြောရရင်မိုးကေဒီကသူတို့ပေါ်ကောင်းတယ်ဒါမှတခုရှိတာကသူတို့ကလည်းသူတို့ဖေကိုမိုးကေဒီကတတ်တယ်ဆိုပြီးနာကျင်နေတာမျိုးလည်းရှိနေနိုင်တာပေါ့သမီးချောစုကသူ့အဖေတို့မိခွဲမောင်ဖြစ်တဲ့သူရင်းကိုတိတ်ချစ်တာဒေါ်တင့်တင့်ရွှေရဲ့ဖုန်းနံပါတ်နဲ့လိမ့်စာများ အာကျမရနိုင်မလားမမမမမြန်ပေးနိုင်မလားရတာပေါ့ပေးလိုက်ပါမယ်မမကလွတ်လိုက်တာဆိုပြီးပြောရင်လည်းရတယ်နော်သူ့စီဘာကြောင့်ညီမလေးရောက်လာတယ်ဆိုတာသူလည်းသိချင်မှာမိမရီမတဘာဝကစမ်းပြလီစွာဟုမိမသားဖြစ်သောမေဆန်ရှားကတွေးလိုက်မိလေ၏ဒေါ်တင်းတင်းရွှေကိုသွားတွေ့မယ်ဆိုတာကကောက်မှမလားကိုနေတော်ကစင်စင်ဆာဆာပြောသည် သူသဘောကတွေ့စေလိုဟန်ရှိပုံမရမေဆန်ရှားက laptop ထဲမှာ သူမရရှိထားသောအချက်လက်များနှင့်တွေးရန်အချက်များကိုထည့်သွင်းနေရမှာအကျိုးတစ်ခုခုတော့ရှိမယ်ထင်တာပဲကိုကိုဟုပြောလိုက်သည်အကျိုးရှိမှာတော့ဟုတ်ပါတယ်ဒါပေမဲ့အမျိုးသမီးတယောက်ရဲ့အတွင်းရေးဖြစ်နေလေတော့ရဟယာများကြာနေမလားလို့အဲ့ဒါတော့ရှားလဲတွေးပါတယ်ဒါပေမဲ့ရှားကလည်းသူ့ကိုထဲ့ထိုးခြင်းမေးချင်မှမေးမှာပါသူ့ဘောကဲခတ်ပြီးမှမေးတယ်မမေးတယ်ဆုံးဖြတ်မှာပါမေးရင်လည်းသူ့ဂုံတိတ်ကမထိခတ်ရလေအောင်မေးမှာပါအင်းလေဒါကတော့ရှားကလေးမှာပါနတ်စွာပြောတတ်တာပဲ ကိုကူကရှားကိုမှုတွေစိတ်စောပြီးမသိမလျော်တာတွေပြောမိမေးမိမှာစိုးတာပါစိုးရင်ပေးတာကျေးဇူးပါပဲကိုကူရဲ့ကိုနေတော်ကတတိယဟန်ဖြင့်စိုးရင်ပေးတာဆိုလို့ပြောရအောင်မယ်ဟိုညကရှားကိုလိုက်ပြီးအန်နီယယ်ပြုတ်တဲ့သူကဘယ်သူလဲဘာကြောင့်ရန်ပြုတ်လာလို့ထင်လဲခုမေးသည်နေဆန်ရှားကကွန်ပျူတာကိုပိတ်လိုက်ရင်ကိုနေတော်ကိုလှမ်းကြည့်ထိုကိစ္စကိုကိုနေတော်အာမူလာကမပြောဘဲထားရန်ရည်ရွယ်ခဲ့သည်သူနှင့်ဖုံးဆက်စဉ်ကလည်းမပြောဘဲထားခဲ့ဤသို့သော မိမိရင်တိုင်းမင်းဆွေးနွေးစရာနှကုတ်တစိဖြစ်သူမှာချစ်သူဒီတယောက်သာရှိတော့ကြောင်းယနေ့တွေ့တော့ကမေဆန်ရှားကအကျိုးချောင်းပြောပြလိုက်အဲ့တော့မတိကြသေးဘူးအမှန်တကယ်လည်းမေဆန်ရှားမတွေးနိုင်သေးပါရခင်ကပြင်းမှုတစ်ခုခုကျွလွန်ခဲ့ပြီးမေဆန်ရှားကြောင့်ပြည်တန်ကြခံသွားရသူတူကတုံ့ပြန်တာလားပြည်စည်းလူရန်ကြံစီသူလားဝိညာဉ်ဝေသေးဆုံးမှုကိုစကပြန်လိုက်နေသည်ဖြစ်တော့ကြောင်းထိုကိစ္စတွင်ကျွလွန်သူတူကအမှုကိုဆက်မလိုက်စေရန်မိမိကိုနှုတ်ပိတ်ဖို့ ကြံစီခြင်းလားအတိအကျအသေးချာမတွေးနိုင်သေးကိုကိုကတော့ဥညွန်ဝေမှုနဲ့ပတ်သက်တယ်ထင်တာပဲကိုနေတော်ကသူ့ယူဆချက်ကိုပြောပြသည်ကိုကအဲ့လိုပါလို့ထင်တာလေအခုလောလောဆယ်မှာရှားလိုက်နေတဲ့မှုတွေကတရားရုံးမှုတွေပဲအဲ့ဒီမှုတွေကလည်းရိုးရိုးစင်းစင်းနေပြဿနာမရှိလောက်ဘူးကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ရတဲ့တင်းနေကမားတဲ့ကြဥကြုံမြန်လို့အမှုကလည်းပြီးခဲ့တာကြာပြီငိမ့်နေတာကြာပြီ ရှာလဲအိတ်လိုတော့တွင်းမိတယ်ဒါပေမဲ့အဲ့မှုကလည်းခုမှစပြီးစုံစမ်းတော့လူကုံအောင်တော့မတွေ့ရသေးဘူးလေဥညွေမှုနဲ့ပတ်သက်ပြီးရှာ တွေ့ဆုံရသေးတာကဥဇော်ပိုင်းရဲ့ဒေါခင်ထွေးရဲ့ရဲရရှိရဲ့ပဲရှိသေးတာမိုးကေတီကတီးမှုကိုသူကျွလွန်ခဲ့ပါလျက်နဲ့သူ့တိတ်ကသူ့ဆဲဖို့လှုပ်ဆက်ပြန်ဖန်တီးလေသလားရှာကုံများအတုံးချလေသလားရှာကတော့မမိုးကေတီကိုယူသားတယ်လို့ပဲမြင်တာပါပဲဒါဆိုရင်တော့ဥဇော်ပိုင်းတို့ဒေါခင်ထွေးတို့ကိုစဉ်းစားရတော့မယ်စောပါသေးတယ်ကိုကိုရဲ့ ချက်လက်မစုံရင်ကြိုးစင်းစားရင်မှန်းနဲ့လွဲကျော်ရတာကိုကိုလည်းသိသားပဲ။음ဒါတော့လည်းဟုတ်တယ်။ကဲအဲ့ဒါဒါပါရှာပိုက်စားပြီးတခုခုကျွေးပါလား။ကိုကိုလည်းစားနေပါပြီ။အောက်စင်းကြတာပေါ့။ကိုနေတော်ကထိုင်ရမှထသည်။မီဆန်ရှားလက်ကိုလှမ်းတွဲ၏။မီဆန်ရှားကမျက်စောင်းချူချူအမှုပြုံးနေပြန်ပြောသည်။တခုခုကျွေးရတာနဲ့တန်းအောင်လက်ကိုညှာကင်လာရှာသိရနော်ကိုကို။သားရေဖြူစုတ်ဝင်းပါကဒေါခင်ထွေးထက်ပင်ငယ်ရွယ်နှုတ်ပြောဟန်ရှိပြီး ဒေါခင်ထွေးထက်ပင်ခေဆန်သောဒေါ်တင့်တင့်ရွှေကဆယ်ကျော်တက်မာလီလိုဂျင်းမောင်မီကြက်ကြက်ကလေးနဲ့တီရှပ်ကြက်ကြက်ကလေးနဲ့စပင်ကိုကြေကောက်ပုံသဏ္ဍာန်ပြုလုပ်ထားပြီးမျက်နှာမှာမိတ်ကပ်ပါပါနှကန်းမှာနှကန်းနီဖြော့ဖြော့တင်ထားသည်မျက်နှာနုပြိုလှပါသလိုကိုလုံးကိုယ်တွေကလည်းဆွဲမက်ပွဲအချိုးစစ်ကျနာလာသည်တချိန်ကလူကြီးဆန်သောဥလာကျိုင်းနဲ့ဆိုရင်နေများဆိုပေမည့်တားဖပါမှာရှိနေပေလိမ့်မည်အရွယ်ကွာသလိုဇရိုက်ကလည်းကွာပေလိမ့်မည် ဒေါခင်ထွေးပြောခဲ့သည့်ကဗျာဆိုသည်ကို၎င်းဘိုးဆန်သည်ဆိုသည်ကို၎င်းမြင်မြင်ချင်းမေဆန်ရှားကလက်ခံလိုက်မိသည်ကြည့်ဒေါတင့်နေရွှေနှုတ်ဆက်ပုံကပင်ဘိုးဆန်ဆန် Hi တို့ဟာတင့်နေရွှေပါရှူလာမယ်လို့ဖုန်းဆက်လို့တို့ဆောင်နေတာကျမမေဆန်ရှားပါ Glad to see you ဒေါတင့်နေရွှေကလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းလိုက်တဲ့ပြင်မေဆန်ရှားကအလိုက်တဲ့လက်ကိုဆန်တဲ့ကစုပ်ကိုင်းနှုတ်ဆက်လိုက်ရသည် မေဇန်ရှာအားဧကန်နိုင်နေရချပေးပြီးအိမ်မမလေးအားတောက်စရာတစ်ခုခုစီစဉ်ပေးရန်ဒေါက်တာနစ်ရွှေကလှမ်းရွေခံသည်မေဇန်ရှာကရှင့်နေနော်ဟုတ်ပါတယ်မမဒေါက်တာနစ်ရွှေကိုမမဟုပင် မေဇန်ရှာက ခေါ်ဝေါ်တုံ့နှုံလိုက်သည်อืมတို့အမျိုးသားကတရားသူကြီးဆိုတော့တို့ကရှင့်နေရင်များကြည့်တွေ့ဘူးပါတယ်တို့တွေ့ဘူးတဲ့ရှင့်နေမျိုးသမီးတွေထဲမှာတော့ယူကြည့်ရတာသဘောချဆုံးပဲယူမျက်လုံးတွေကတိတ်အားရှိတယ် ယူမျက်နာယူဟန်ပန်ကတိတ်ဆင်တန်းမြင့်နေကျေးဇူးတင်ပါတယ်မတို့ကိုတွေ့ဖို့လာတာအเจ้าရှိမှာပေါ့ကဲပြောတို့ဘာကူညီရမလဲစကားပြောပွင့်လင်းတွက်လက်မှုရှိလာတယ်လို့ဟန်ဆောင်မှုတော့ကင်းပါလိဟုမေဆန်ရှာအကဲခတ်မိသည်ဒီလိုပါမမမမစီမှာအကူညီတောင်းစရာလေးတခုရှိလိုပါကျမကိုမတ်မိုးကေတီကအမှုတခုအပ်ပါတယ်သူကလူတတ်မှုနဲ့ပြည့်တယ်ကြခံကြရသူပါ အခုပြည်တံကပြီးဆုံးပြီးထောင်ကားထွက်လာချိန်မှာ ကျမကိုလာ တွေ့ပါတယ်သူလူတက်ခဲ့တာမဟုတ်ကြောင်းဒါကြောင့်အမှုမှန်ကိုရှာဖွေဖို့ထုတ်ပေးစီလူကြောင်းပြောပြပါတယ်ကျမကလည်းမတ်မိုးကေတီကိုစာနာရရဲ့ယုံကြည်ရရဲ့ကြောင်းအမှုကိုလက်ခံခဲ့ပါတယ်ဒေါ်တင်းနင်းရွှေကခိတ္တဆင်စားဟန်ဖြင့်မိုးကေတီဆိုတာဥညွေရဲ့ဇနီးမဟုတ်လားပြန်မေးသည်ဟုတ်ပါတယ်မမသူကဥညွေတက်မှုနဲ့ထောင်ကျသွားခဲ့တာမဟုတ်လားဟုတ်ပါတယ်တို့ကြားလိုက်တယ် အဲ့ဒီသတင်းကြောင့်တို့စိတ်မကောင်းဖြစ်ခဲ့ရတယ်။မီဆန်ရှားကတော့တင့်တင့်ရွှေကိုမသိမသာစူဇန်ကြည့်ဖြင့်ကြည်နေလိုက်သည်။ဒေါ်တင့်တင့်ရွှေကစကားဆက်မြည်ပြုစဉ်အိမ်ဖော်မလေးကမုတ်နှစ်မိုင်လိုလာချပေးသည်။သုံးဆောင်မအောင်ကွယ်ဒေါ်တင့်တင့်ရွှေက လော့ကော့ပြုတ်ပြီးတဆက်ထဲမှာပင် တို့စိတ်မကောင်းတာကမိုးကေတီအတွက်ပါ။ဒီမိန်းကလေးကရိုးသားပါတယ်။သူပြောသလိုသူတက်တာမဟုတ်ဘူးဆိုတာမျိုးတို့ တွေးမိခဲ့လို့ပါဟုပြောသည် မေဆန်ရှားကသူမကိုအံ့အားတသင်ကြည့်နေမိဒို့နဲ့ဥညွင့်ရဲ့အကြောင်းကြားမိလို့ယူဒို့စီရောက်လာတာမဟုတ်လားဧကနဒို့စီလမ်းညွှန်လိုက်တာခင်ထွေးပဲဖြစ်ရမယ်မေဆန်ရှားကစိတ်စိတ်နေခြင်းဖြင့်ဝန်ခံလိုက်သည်ဒေါက်တင်းရွှေက secret book ကိုလက်လန်းပြီးမှပြန်ချလိုက်မေဆန်ရှားကိုအားနာ၍ဖြစ်ပုံရသည်ခြေတစ်ချောင်းချိတ်၍ထိုင်ဟန်ကသူမ၏ပူဇံသောဟန်ဖြစ်ပါလိမ့်မည်ဒါတွေကတို့ကိုကြီးကိုယ်တိုင်ကိစ္စတွေပဲဒီเจ้าနေကဟောင်းခဲ့ပြီး ရန်ဖြောက်လို့လည်းတိတ်ကောင်းတဲ့အကြောင်းနေမဟုတ်ဘူးအပြက်ငင်းခြင်းမဟုတ်ဘူးမေဆန်ရှားကယူဆတဲ့ဖြင့်မမရဲ့ဂုံတိတ်ကထိခိုက်မဲ့အကြောင်းတွေမပြောပါနဲ့ကျွန်မအားနာပါတယ်ဒါမဲ့ဥညွေဒေသုံးရမှုအမှုမှန်တဲ့နီးစံမဲ့မမတိထားတဲ့အချက်များရှိရင်တော့ပြောပြစေချင်ပါတယ်အစဉ်ပြေသည့်အခါကိုရွေးကဗားနတ်လိန်မာစွာပြောလိုက်သည်ဒေါ်တင်းနှင်းရွှေကပြုံးဤထိုပြုံးကလှပပြီးနှစ်သက်ဖွယ်ရာဖြစ်သည်ယူဟာရှင်းနေပြီးသားတယ် စကားပြောကောင်းတယ်။မေဆန်ရှားညင်နေလိုက်သည်။ကိစ္စမရှိပါဘူးတို့ကဘာမှကွယ်ဖက်နေစရာမရှိပါဘူး။တို့ခင်မဦးလာချိုင်းကလည်းကွယ်လွန်ခဲ့တာကြာပြီမို့ဘာမှမစိုးပြောလို့ရပါပြီ။ပြီးတော့တို့ကတော့ hard to have ပဲကြိုက်တယ်။ပွင့်ဝင်လင်းလင်းသဘောထားကိုကြိုက်သည်ဟုဒေါ်တင့်တင့်ရွှေဆိုလိုခြင်းဖြစ်သည်။သူမကိုကြည့်ရင်ဆက်မိစကားကိုမေဆန်ရှားနားဆွနေလိုက်၏။စကားဆိုဒီကမလို့အပ်ပဲပြောရင်အပိုဖြစ်မြီအမားပါမြီတို့က ဒုခင်မုံဦးလာကြိုင်နဲ့လူကြီးချင်းစီစဉ်ပေးလို့လက်ထပ်ခဲ့ကြတာအသက်ချင်းကကွာတယ်။ပြီးတော့ဒုနဲ့လက်ထပ်တော့ဦးလာကြိုင်ကတခုလက်ဒုနိုင်ငံသားကပြန်ရောက်ပြီးမကြခင်မှာပဲလက်ထပ်ဖြစ်တာ။အတူနေကြတော့ဦးလာကြိုင်နဲ့ဒုမပြော်ဦးဖြစ်လာတယ်။နံပါတ်၁က "तू ကဒုကိုမချစ်။ဒုကသူ့ကိုမချစ်တာပဲ။ तू ကကွဲသွားတဲ့ဇနီးပေါ်မှာစိတ်မကောမှုနေ။နံပါတ်၂ကတော့အသက်အရွယ်ကွာဟမှု။နံပါတ်၃ကအကျင့်စရိုက်မတူမှု။ तू ကရှေးဆန်တယ်။ဒုကယူမြင်တယ်လို့ပဲ။ လွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါကြိုက်တယ်။ဒီမှာအိမ်တော်ကြီးကမပြိုကွဲပင်မှမตายရဘူးဖြစ်လာတယ်။သင်ငန်းစာယူကြပဲဟုမေဆန်ရှာအတွင်းမိသည်။ဥလာချိုင်က အပေါင်းသင်းနဲ့ဝိုင်းဖွဲ့တတ်တယ်။အိမ်ကိုတိတ်မခင်တွယ်ဘူး။ဒီတော့တို့ပိုလွတ်လပ်တာပေါ့။အထီးချန်ဆန်တာလဲပါတာပေါ့။အဲ့ဒီချိန်မှာအိမ်ကိုဝင်ထွက်သွားလာနေတဲ့ဥညွဝင်တဲ့တို့စပြီးတွေ့တာပဲ။သူကလည်းအိမ်တော်ရှိနေပြီ။ခင်ထွေးနဲ့တကယ်တော့သူနဲ့တို့ဖြစ်ခဲ့တာပါ။ သူ့ဘက်ကအချစ်မပါဘူးသူကတော့သူ့ကိုချစ်သွားတာဒေါ်တင်းတင်းရွှေဤစကားမှာအပြားလှိုင်းခတ်တုံရင်နေရင်ထဲကခံစားမှုကြီးရဲ့များဤရိုက်ခတ်မှုကြောင့်ဖြစ်မည်မျက်လုံးတွေဝေးမိုင်အုံပြနေသည်ဟုလဲမိဆန်ရှားတင်သည်နောက်တော့သူကခင်ထွင်းနဲ့꿰တယ်သူကလည်းဥလာချိုင်ဆုံးသွားပြီဆိုတော့လွတ်လပ်သွားခြင်းသူ့ကိုလက်ထက်မလားမျောလင့်နေဖြစ်မလားဘူးသူကမိုးခေတီနဲ့လက်ထက်သွားတယ်သူဟာချမ်းရစ်ပေါ့ ြေခွဲစွာမြင်းမြင်းရည်သည်ပြီးပါစကားထက်ဆက်၏ဒါမဲ့မိုးခီသည်နဲ့လက်ထပ်ပြီးမှတို့နဲ့သူပြန်တွဲဖြစ်တယ်သူနဲ့တို့ချစ်သူဖြစ်တာနှစ်ခါပေါ့အိမ်တော်ရှိသူများဖြစ်၍လူမှုရေးရဖောက်ပြန်သောသဘောများဟုမိဆန်ရှာကောက်ချက်ချမိသည်ဒေါ်တင်းနှင်းရွှေကတော့ထိုအဖြစ်ကို စင်ချင်ပုံမရပြစ်မှုကြီးဖြစ်သည်ကိုလည်းသူသိပုံမရနောက်တို့နဲ့သူဒုတိယချင်းကွဲတယ်သူမဆုံးမီကာလအနေငယ်မှာပေါ့ အဲ့ဒီချိန်ကသူတခြားတယောက်နဲ့ညှိသွားလို့သူ့ကိုဆက်ဖြတ်လိုက်တာဒါဆိုမမနဲ့ဥညွေပြတ်တောက်သွားတာဥညွေမတည်ခင်ကလေးကမှပေါ့ဟုတ်တယ်အဲ့ဒီတခြားတယောက်ဆိုတာဘယ်သူလဲမမသိလားမသိဘူးသူကလည်းမပြောဘူးမမစုံစမ်းတော့လည်းမရဘူးသူကတိတ်လျှို့ဝှက်တတ်တယ်သူလေမမကတော့သူ့ကိုနှာကြည့်သွားတာပေါ့ဥညွေသေးဆုံးစဉ်ကမမကိုရဲတွေကမစစ်စေးမမေးမြန်းခဲ့ဘူးလားဟွန်းဟွန်းဘာမှအမေးမခံရဘူး မမတို့အကြောင်းမသိတာလဲပါခြင်းပါမယ်။တရားသူကြီးဦးလာကျန်ရဲ့ဇနီးဖြစ်ခဲ့တာကြောင့်လဲပါခြင်းပါမယ်။နောက်တစ်ခုကရဲကတွေ့ရှိတာတခြားလူမို့လို့လေ။မမိုးကေတီကိုမဟုတ်လား။မှန်တယ်။ဦးညွေကိုဈေးတိုက်တာမိုးကေတီ။လက်ကျန်ဈေးထဲမှာလဲတထောင်ကအစိတ်ပါတယ်ကြားတယ်။ဒါတွေကြောင့်မိုးကေတီအဖမ်းခံရတာပဲ။မမကရောမိုးကေတီလက်ချက်လိုပဲထင်လား။ဒေါ်တင်းနေရွှေကဖြေးလေးစွာခေါင်းရမ်းရင်ဟွန်း မိုးခေဒီကအေးအေးလေးသဘောကလည်းကောင်းတယ်လူတတ်မဲ့မိမမျိုးမဟုတ်ဘူးမမကဥညွေကိုနာကြည့်ခဲ့တဲ့သူဆိုတော့မေဆန်ရှားကအကဲဖန့်ရထောက်လိုက် အမှုရာယုံရွမှုရှိမရှိဆန်းလိုက်ခြင်းလည်းဖြစ်သည်ဒေါတင်နေရွှေကရည်သည်ယူရတူတတ်တယ်လို့ထင်လို့လားအမ်ထင်မဲ့ဆိုလည်းထင်ကြပါပဲဒါမဲ့တို့နာကြည့်တာကသူ့ကိုလက်မကြည့်ချင်တော့တာ ို့ဘွားတွေကဖယ်ထုတ်လိုက်တာမျိုးတို့အတွက်သူကဘာမှအရေးမပါတော့တာမျိုးအတီလိုလူမျိုးအတွက်တို့ဘွားကိုဖယ်နာခံမလဲဒေါ်တင်းနေရွှေပြောဟန်မှာတန်မှန်စကားကိုပြောတယ်လို့မျိုးပင်ဘာမှအင်းဒီပြက်ချင်းမရှိဟန်ဆောင်ကောင်းချင်းပေပဲလားမမကတော်ခင်ထွေးချောင်းပါသည်လေသူကိုလူချင်းတွေ့ဘူးတယ်ဖုန်းနဲ့စကားပြောဘူးတယ်သူကတို့ကိုလူလားဖို့မရှိဘူးဒါလည်းသဘာဝကြပါတယ်သူ့ယောက်ျားနဲ့တို့နဲ့ကချစ်သူတွေဖြစ်သွားတာကို သူ့ကိုချီးကျူးတာတော့ရှိတယ်။သူကဦးညွန့်ဝေလိုလူမျိုးကိုနှစ်ကာလကြာရှည်စွာပေါင်းနေတာကိုပဲ။အဲအဲ့ဒါကလည်းသူဦးညွန့်ဝေကိုချစ်လို့ပဲ။သူပြောမှုတာကဘယ်သူနဲ့ပါပဲဖြစ်ဖြစ်သူဦးညွန့်ဝေကိုချစ်တယ်တဲ့။ဒေါခင်ထွေးရရောတခြားလူတွေနဲ့ဇက်လန်းရှိတယ်ကြားဘူးလား။ဦးညွန့်ဝေနဲ့ကွဲပြီးမှတော့ရှိချင်းရှိမှာပေါ့။သူကလည်းတို့လိုခေဆန်ဆန်ဇယံမျိုးပဲလေ။တို့တိကြတော့မသိဘူး။မူရာကိုသိလား။ဟွန်းဟွန်းကြားတာမကြားဘူး။ သူကလည်းဥညွင့်ဝေတည်ဆုံးပြီးလေးရက်ကြာမှဥညွင့်ဝေလိုပဲအစိမ့်မိပြီးတည်ဆုံးရတာ။အိုးဟုတ်လား။ဒေါ်တင်းတင်းရွှေတကယ်ပင်တန့်အတော်ရှိနေ။အမှန်ပင်သူတိပုံမရပဲ။ချယ်ရီဆိုတဲ့မိန်ကလေးကိုရောတိလား။တိတယ်တွေ့ဘူးတယ်။သူကဥညွင့်ဝေရဲ့ဝန်ထမ်းဆိုရင်လည်းဥညွင့်ဝေကိုကြောက်ဖို့မရဘူး။ဥညွင့်ဝေကမျက်နှာသာပေးတာခံရတယ်။ချယ်ရီနဲ့ဥညွင့်ဝေနဲ့လွတ်ကင်းရလား။ဥညွင့်ဝေကချယ်ရီကြောင့်ပြောပြဘူးတယ်။ ချယ်ရီကသူနဲ့ဘာမှမဖြစ်ဘူးချယ်ရီအမေနဲ့ဖြစ်ခဲ့ဘူးတာခင်ထွေးနဲ့လက်မထက်ခင်ကလာလက်ထပ်ပြီးမှလာတော့မသိဘူးဦးညွန့်ဝေကြောင့်ချယ်ရီမိခင်ကယောက်ျားနဲ့ကွဲဘဝပြတ်ပြီးနောက်ဆုံးတင်ဆုံးသွားရတယ်အဲ့ဒီအတွက်သူ့မှာကြွေးတင်တယ်လို့ဖြစ်နေလို့ချယ်ရီကိုခေါ်ပြီးစောင့်ရှောက်ထားတာလို့ပြောတယ်ဦးစော်ပိုင်ပြောတော့လဲချယ်ရီကဦးညွန့်ဝေရဲ့တူမလို့ပြောတယ်တဲ့လို့ပေါ်ကိုင်းဘက်တီးပြီးတော့အဲ့ဒီလိုပြောချင်းပြောမှာပေါ့ဒါဆိုချယ်ရီက သူ့မင်းနဲ့ဥညွင့်ဝေအကြောင်းသိနေပုံ ရှိတယ်ပေါ့ဟုတ်တယ်ဒါကြောင့်ဥညွင့်ဝေကိုမုန်းနေပုံရတယ်ဆက်ဆံရေးကအနာရထားတဲ့ပုံစံမျိုးသူကဥညွင့်ဝေကိုတတ်တာရောမဖြစ်နိုင်ဘူးလားဟွန်းဖြစ်မယ်ဆိုဖြစ်နိုင်တာပေါ့ဥညွင့်ဝေအလက်ချစ်ဖြစ်တယ်လို့စီးတော့ရတာမမသိလားမသိဘူးမမနဲ့သူစုံတွေ့ချိန်မှာသူတကားမှလက်ချစ်မဖြစ်ဘူးဘူးအခုလို့ကျမကိုလက်ခံတွေ့ဆုံတဲ့အတွက်ရောစိတ်ရှည်လက်ရှည်ပြောပြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်မမ ကျွန်မကိုခွင့်ပြုပါအောင်။နောင်မမစီကအခုညီတောင်းစီကပေါ်လာခင်းရင်လည်းကျွန်မလာပါရစေ။ကောင်းပါပြီကွယ်။မမကယူကိုခင်သွားပါပြီ။အချိန်မြွေးလာခဲ့ပါ။မေဆန်ရှားတော့တင့်တင့်ရွှေကိုနှုတ်ဆက်ပြီးပြန်ထွက်လာရင်ခေါင်းထဲမှာတွေးတွေစီနေမိ။တော်ခင်ထွေးပြောခဲ့သလိုဥညဝေက မိမတရားကိုနှစ်ကြိမ်ချစ်သူဖြစ်ပြန်တွေ့တတ်သည်။ဥညဝေနဲ့တော့တင့်တင့်ရွှေနှစ်ကြိမ်ပြန်တွေ့ခြင်း။ဥညဝေကိုတော့တင့်တင့်ရွှေကချစ်ခဲ့သည်။ လက်ထပ်ဖို့မျှော်လင့်ခဲ့သည်ဥညွေကဒေါ်တင်းတင်းရွှေကိုမယူဘဲမှတ်မိုးခဲ့သည်ကိုလက်ထပ်သည်ထို့ကြောင့်ဒေါ်တင်းတင်းရွှေနာကျင်မှုရှိခဲ့သည်သို့ဆိုလျှင်ဒေါ်တင်းတင်းရွှေကရောဥညွေကိုမတတ်နိုင်ဘူးလားချယ်ရီမီကန်မှာဥညွေကြောင့်အရှေ့ရအိမ်အောင်ပြက်ဘဝပြက်အသက်ပါဆုံးခဲ့ရသည်ရင်းချက်မှန်လျှင်ချယ်ရီကဥညွေကိုနာကျင်နေမီအေကန်ချယ်ရီဒီကတရားခံမဖြစ်နိုင်ဘူးလား ချယ်ရီကိုတွေ့ခြင်းဒီမှာမှန်တော့လဲချယ်ရီဘယ်မှာရှိနေမှမသိ၍မေဆန်ရှားရှားရခန့်နေသည်ကိုနေတော်မှတဆင့်မိတ်ဆွေစာရေးဆရာများမှုကင်းတရင်ကြံနယ်မှာမှုကင်းတရင်တောင်များကိုအကူညီတောင်းရ၏မိတ်ဆွေရှိနေချို့ကိုလည်းအကူညီတောင်းရသည်ချယ်ရီနှင့်တွေ့ရလင်မှုနှင့်ပတ်သက်၍ထူးခြားမှုရလက် ရှိလာနိုင်သည် ဟုမေဆန်ရှားတွက်ထားသည်ဆက်သွယ်ရမည်သူမှမူရချစ်သူတိန့်ထိုင်ဦးဖြစ်ရဲရာရှိထံမှသူ၏လိမ့်စာနှင့် မူရဤမိဘများလိမ့်စာကိုကူးယူလာခဲ့ခြင်း ဖြစ်သောကြောင့်တန်းထိုင်ဦးကိုရှာဖွေရန်အခက်အခဲမရှိရဲများဤစစ်ဆေးချက်အရတန်းထိုင်ဦးကထွက်ဆိုခဲ့ရာတွင်မူရသည်လောဘမှရှိနေသူနှင့်တိတ်တဆိတ်ဖြစ်နေသည်ဟုပါရှိခဲ့သည်ထို့ကြောင့်မူရနှင့်ဥညွင့်ဝေဖြစ်ခံရှိပြီးထို့အတွက်ကြောင့်ပင်တန်းထိုင်ဦးကမကြေမနက်ရှိခဲ့လေသလားမေဇန်ရှားသည်မူရမိဘများကိုဥစွာတွေ့ရန် ဆုံးဖြတ်လာလေသည်မင်္ဂလာတောင်ရှိမူရမိဘများနှင့်အင်ကိုရှာရသည်မှာမခက်ခဲလား နထတိုင်ဟောင်းကြီးတစ်ခုဖြစ်ပြီးပြုပြင်မှုမုံမှန်မှုမရှိသဖြင့်ဟောင်းနှွမ်းညှိုးမိန်လျက်ရှိသောတာအင်ကြီး၏ရှေ့တွင်မူရမိခင်ကိုတွေ့ရသည်အထက်ကြီးပြန်မိသားစုဟုဆိုနာမည်ထင်မှ၏တချိန်ကစီးပွားရေးကောင်းခဲ့ပြီးယခုချိန်တွင်စီးပွားရေးကျဆင်းလျက်ရှိနေကြသူများဖြစ်လျင်မည်ကျမမီဆန်ရှားပါရှေ့နေပါမူရရဲ့မိဘအနေနဲ့တွေ့ခြင်းတို့လာခဲ့တာပါမီဆန်ရှားကသူမကိုသူမဥစွာမိတ်ဆက်လာ၏ အတော်ကမူရရမိခင်မှာပဲကွဘာကိစ္စရှိလို့ပါလဲအိမ်ထဲဝင်မှာရဲရရှိများထံမှကုယူချက်များရနာမည်ကိုမေဆန်ရှားကသိနေပြီဖြစ်မူရမိခင်တော်ကြီးရှင်ကရိုးရှင်းလိုလားစွာဖိတ်ခေါ်လိုက်သည်ဧကန်ဆက်တီများမှလည်းဟောင်းနှွမ်းလျက်ရှိမေဆန်ရှားကိုနေရာချပေးပြီသမီးတို့ဖေကတော့လေးဖြတ်ထားလို့အိယာကမထနိုင်ဘူးကွတွဲထူပေးမှရတယ်တော်ကြီးရှင်ကပြောသည်ရပါတယ်တော်တော် ကျမဒေါ်တော်နဲ့ပဲစကားနည်းနည်းပြောရင်ရပါတယ်။သမီးလေးရွှေနဲ့ပတ်သက်တဲ့ကိစ္စများလား။ဒေါ်ကြီးရှင်ကတိလိုစိတ်စောနေဟန်ရှိသည်။မိဆန်ရှားဖို့အထုံအာနာရှိလိုက်။ကွယ်လွန်သူသမီးเจ้าကိုပြောရင်မိခင်ဖြစ်သူစိတ်ထိခိုက်ခံစားရမည်မှာအေကံ။ဒေါ်တော်တို့ကမူရကိုရွှေလိုပဲခေါ်သလား။ဟုတ်တယ်။ဒါအိမ်နံပဲလေ။ယင်းဤသူတို့ချို့ကလည်းအဲ့ဒီလိုပဲခေါ်တယ်။မူရဆိုတဲ့နံပဲကိုဒေါ်တော်မကြိုက်ဘူး။ မီဆန်ရှားကနိုင်ရန်ပေါ်တွင်ချိတ်ဆွဲထားသောဘွဲဝင်းစုံနှင့်တပ်ပုံကိုလှမ်းကြည့်လိုက်သည်မိမချောလေးဖြစ်၏မျက်လုံးတောက်သည် နာရန်ပေါ်သည်နှက်ခမ်းလာသည်အဲ့ဒါသမီးလေးရွှေရပုံလေးချစ်စရာကောင်းလိုက်တာသူ့လိုသမီးကလေးကိုဆုံးရှုံးရလို့တော်တော်တို့နှမျောကြည်ကွဲဖြစ်နေရမှာပဲကျမစာနာမိပါတယ်ဒေါ်ကြီးရှင့်မျက်နှာပုံမူအုံမင်းသွား၏တပ်ပြင်းကိုရှိုင်းလိုက်သည်အရင်ကတော်တော်တို့စီးပွားရေးမစိုးလာပါဘူးသမီးလေးရဲ့အဖေကလုပ်ငန်းကလေးတစ်ခုရှိရလေဒါကြောင့် ။သမီးလေးကိုအလုံးလောက်ခံမိမဲ့သမီးလုံစာကိုစားဖို့မဟုတ်ဘူး။ဒူရီတော်သမီးလေးဖြစ်လို့ဒေါက်တာတို့ကတုံးနေအောင်ချစ်တာ။ဒီကနေအလုံးသွားရတာဝေးတယ်ဆိုလို့မြို့ထဲမှာအခန်းတစ်ခန်းငှားပြီးတော့ထားပြီးခဲ့တယ်။အခုနောက်ပိုင်းကျမှသမီးဖေကလေးဖြတ်သွားလို့တော့အလုံးမလုံးနိုင်တော့ဘူး။စီးပွားရေးလည်းကျဖို့ကွယ်။နေဝင်းနီမာမူရအလုတ်လောက်တာဘလောက်ကြသလဲတိတ်မကြပါဘူးနှစ်နှစ်ခွဲသုံးနှစ်လောက်ပါပဲမူရမှာချစ်သူရှိတယ်ဆိုတာတော်တော်သိလားသိပါလေလူကောင်းလေးပဲ သူတို့ချင်းကငယ်ငယ်ချင်းနေလေလူကြီးချင်းလည်းတိကြတယ်အိမ်ကိုဝင်ထွက်သွားလာနေတာပဲတချိန်ကျရင်တော့သူတို့ကိုလက်ထပ်ပေးဖို့ဒေါ်တော်တို့ကစဉ်းစားထားတာပါသူတို့ချင်းပြဿနာရှိဘူးလားမရှိဘူးထင်တာပါပဲသူ့နာမည်ကတန်းထိုင်ဦးနော်သမီးဘယ်လိုသိလဲရဲရီရဲ့မှတ်တမ်းမှာတွေ့လို့ပါဩသမီးလေးဆုံးစဉ်ကစစ်မေးခဲ့ကြတာထင်နေဟုတ်ပါတယ်တန်းထိုင်ဦးကပဲမှအလုပ်လုပ်တယ်လေသူကအလုပ်ဆောင်နေတခုအစင်မပြေလိုက်တခုပြောင်းလိုက်အခုတော့တက္ကစီမောင်းနေတယ် ူနဲ့တော်တော်အဆက်အသွယ်ရှိသေးလားရှိတယ်သူကအရင်လိုပဲဒီကိုဝင်ထွက်သွားလာတယ်သမီးလေးရွှေမရှိတော့ပေမဲ့သူကတော်တော်တို့ကိုဂရုစိုက်တယ်သမီးလေးရဲ့အဖေကိုလည်းလာလာပြုစုတယ်တော်ယုံချစ်ခြင်းမေတ္တာတန်ရောစင်မဟုတ်ဟုမေဆန်ရှားတွက်လိုက်မိသည်အချစ်ကြီးလင်အမျက်ကြီးသည်ဟူသောစကားကိုလည်းအမှတ်မတင်သတိရလိုက်မိဒါနဲ့နေပါအောင်ကွယ်သမီးဒီကိုလာရတဲ့ရည်ရွယ်ချက်ကိုပြောပါအောင်တော်ချီရှင်မေးရလက်ဖြစ်သွား၏မေဆန်ရှားကပြန်ပြေးရမည်ဒီလိုပါတော်တော် ဥညွေသေးဆုံးတဲ့ကိစ္စကိုတော်တော်ကြားလိုက်မိမှာပေါ့။မူယာစီရင်ကန်လုပ်တဲ့ဥရေလုပ်ငန်းစုပိုင်ရှင်လေတော်တော်မသိဘူးကွ။မူယာကတခြားတွင်နေသည်ဖြစ်သောကြောင့်ဥညွေကိုသူတို့မသိခြင်းဖြစ်တန်ရသည်။အဲ့ဒီဥညွေသေးဆုံးရမှုကလည်းမူယာလိုပဲအစိတ်သိမ့်ပြီးသေဆုံးရတာ။မူယာထက်လေးရဆောပါတယ်။မူယာအမှုမှာတရားခံမပေါ်ခဲ့ပေမဲ့ဦးညွေဝေတည်ဆုံးရမှုမှာသူဇနီးဖြစ်တဲ့မတ်မိုးကေတီကိုအပြစ်ရှိတယ်လို့တရားရုံးကပြစ်ဒဏ်ချမှတ်ပေးခဲ့တယ်။အခုမတ်မိုးကေတီ ထောင်ကလွတ်လာပါပြီ။မမုတ်ကီဒီကထောင်ကလွတ်လွတ်ခြင်းမဲ့ကျမစီရောက်လာပြီ။သူကဥညွေကိုမတက်ခဲကြောင်းနဲ့ဥညွေကိုတတ်တဲ့တရားခံကိုရှာပေးဖို့အမှုအပ်ပါတယ်။ဥညွေကိုသူ့ဇနီးမမုတ်ကီဒီကတတ်တာမဟုတ်ရင်ဘယ်သူကတတ်တာလဲ။ဥညွေလိုပဲမူရပါသေးဆုံးခဲ့ရတာဆိုတော့သူတို့နှစ်ဦးကိုလောက်ချန်သူကတူးတယ်ပဲလားဆိုတာကို တွေးစရာရှိလာပါတယ်။ဒါကြောင့်မူရကိုတတ်တဲ့တရားခံကိုပါရှာနိုင်မယ်လို့ထင်ပါတယ်။မီဆန်ရှားကရှေးလျားစွာရှင်းပြလာ၏ ကောင်းတယ်တိတ်ကောင်းတယ်တမီးလေးရွှေကတိတ်တနာစရာကောင်းပါတယ်တမီးလေးကိုတတ်တဲ့တရားခံကဖော်ပေးပါကွယ်ဒေါ်ကြည်ရှင်ကပင် အမှုထက်အန်နေပြန်ပေပြီထိုချိန်တွင်တိုင်ရှိသူကားတစီထိုးရက်လာ၏ငါးကားလေးဖြစ်သည်ကားပေါ်မှလူရဲတယောက်ဆင်းလာသည် အသားညိုညိုအရက်ရှိရှိရုပ်ရည်မှနဲငယ်ချမ်း၏သူ့တံမှာမေးဆန်ရှားနေရွယ်တူခန့်ရှိမည်မူယာဤချစ်သူများလေလားသူသည်ကြွကြွအိတ်ကလေးတစ်ခုကိုဆွဲရွေလာ၏ပန်းသီးများထည့်ထားသောအိတ်ဖြစ်သည် ီနေ့ဦးလေးနေကောင်းလားမေဆန်ရှားကိုတစ်ချက်ဝေ့ကြည့်ရင် သူကဒေါ်ကြီးရှင့်ကိုမေးသည်ကောင်းပါရဲ့ကွဒီနေ့မင်းလာမလားလို့တောင်မနေ့ကမေ့နေသေးတာကဲအတော်ရဲ့ထိုင်အောင်သူကမေဆန်ရှားနဲ့ညာဘက်မျက်ဆောင်တို့ခုံတွင်ဝင်ထိုင်လိုက်တမီသူကမောင်းတန်းထိုင်ဦးပဲအော်ဟုတ်ကဲ့သိရတာဝမ်းသာပါတယ်မောင်းသူကရှေ့နေမှလေတဲ့နာမည်ကမေဆန်ရှားပါဒေါ်ကြည်ရှင်ကနာမည်မေ့နေတဲ့ပြင်မေဆန်ရှားကဝင်ပြောရသည်ဟုတ်ကဲ့ကျွန်တော်လည်းတွေ့ရတာဝင်တာပါတယ် ရှေ့နေမလေးကသမီးမူရချောင်းကိုလာစုံစမ်းတာကွတေခံပေါ်ထုတ်ဖို့တဲ့မေဆန်ရှားလာရသောရည်ရွယ်ချက်မှာဥညွေအမှုဖော်ထုတ်ရန်ပြည့်၍ဒေါ်ကြည်ရှင်စကားနှင့်အနှဲငယ်ကွဲလဲတော်လဲမေဆန်ရှားကမဖြစ်ရှင်းမဲ့နေလိုက်သည်တန်းထိုင်ဦးကမေဆန်ရှားကိုညှို့ငယ်သွားသောမျက်လုံးများဖြင့်လှမ်းကြည့်၏မျက်နှာမူရအနှဲငယ်ပြောင်းသွားသည်ခမရကရှေ့နေစို့ရဲရရှိမှမဟုတ်ပဲအမှုလိုက်စုံစမ်းလို့ရသလားတန်းထိုင်ဦးအမေမှမနှင်းမြှို့ဟန်ပါသည် ရှေ့နေပေါ်မှုအပ်တော့တရားရုံးတင်နိုင်ဖို့စုံစမ်းရပါတယ်။မူရတင်ဆုံးခဲ့တာကြပြီပဲ။အမှုတစ်ခုကနှစ်တရားတိုင်းလည်းမဟုတ်ပါဘူး။ဘယ်သူကအမှုအပ်တာလဲ။မမိုးကေတီ။အဲ့ဒါကဥညွေဇနီးမဟုတ်လား။သူကထောင်ကျသွားတယ်လေ။သူနဲ့မူရပါဆိုင်လို့လေ။မေဆန်ရှားကမတ်မိုးကေသည်အမှုအပ်သည့်အကြောင်းကိုရှင်းပြပြပြန်သည်ဥညွေအမှုကိုစုံစမ်းလင်မူရအမှုပါပေါ်နိုင်မည်ထင်ကြောင်းလဲထည့်သွင်းပြောရ၏အရင်တော့ကတော့မူရအမှုက မပေါ်ခဲ့တဲ့ဟာပဲအဲဒါကြောင့် ကျမကပေါ်အောင်ကြိုးစားနေတာပေါ့တဲတဲ့ရေသွနေမှာဘိုးတို့ဖြစ်မှာပါပဲဟဲမောင်မင်းဘာတွေလျှောက်ပြောနေတာလဲဒေါ်ကြည်ရှင်ကမေဆန်ရှားကိုအာနာစွာတန်းထိုင်ဦးကိုဟန့်လိုက်တန်းထိုင်ဦးကနေရာမထကပန်းသီးအိတ်ကိုဇပွဲပူကလေးပေါ်တင်လိုက်တော်တော်ကျွန်တော်သွားလာရုံပဲဟုတ်ပြောသည်နေပါဦးလေကွယ်ဒီမှာတမိကြောင့်မင်းကလည်းပြောဦးမှာပေါ့ကျွန်တော်ဟောင်းနေတင့်ဖြစ်ချင်မူမေဆန်ရှားဘက်သူလည်းကဆော်ရွက်ပြကျွန်တော်ဘာမှကူညီနိုင်မှာမဟုတ်ပါဘူးဟုတ်ပြောသည်ဒေါ်ရော့စီမှာ မူရရဲ့ကြံခဲ့တဲ့ပစ္စည်းတွေစားအုပ်စားတန်းတွေရှိမှာပေါ့အဲ့ဒါကျမကြည့်လို့ရမလားမေဆန်ရှားကတန်းထိုင်ဦးလှဲ့ထွက်စဉ်ဒေါ်ဂျီရှင့်ကိုမေးလိုက်သည်မေဆန်ရှားအမေကြောင့်တန်းထိုင်ဦးခြေလမ်းများတုန်ကနေရက်သွား၏ရှိပါတယ်ကြည့်ကျင်လည်းကြည့်လို့ရပါတယ်သူ့ပစ္စည်းတွေကိုတစ်တာနဲ့ထည့်ပြီးနောက်ကစတိုကန်ထဲမှာတင်ထားတယ်ဒါမဲ့အခုတော့တော်တော်လိုက်ပြနိုင်မှာမဟုတ်သေးဘူးသမီးဖေကိုထမင်းကျွေးရအောင်မှာတရက်လောက်တော့အေးအေးဆေးဆေးလာခဲ့ပါလားတန်းထိုင်ဦးက ဆက်ထွက်သွားသည်မေဆန်ရှားကပါထရက်လာ၏ကျေးဇူးပါပဲတော်တော်ကျမကိုလည်းခွင့်ပြုပါကောင်းပါပြီကွယ်မေဆန်ရှားတိုက်တွင်းမှထွက်လာတော့ကတန်ထိုင်ဦးကကားပေါ်ရောက်နေပြီဖြစ်မေဆန်ရှားကကားနားတွင်ရပ်လိုက်သည်ကားအားရမဟုတ်လားမေးလိုက်သည်တန်ထိုင်ဦးကအလန့်တကြားမော့ကြည့်သူဘာမှမပြောမိမေဆန်ရှားကကားရကားဆွဲဖွင့်ကအတွင်းသို့ဝင်ထန်းလာ၏နောက်ကမ်းမှလည်းဖြစ်၏ကားရကားကိုပြန်ပင်းမောင်းလို့ရပြီမြို့ထဲကိုပြန်မယ် ဟုပြောလိုက်လေသည်တန်းတိုင်ဦး၏မျက်နှာမကြည်မလင်ဖြစ်သွားသည်ကားဆက်ကိုနှိုး၍လီပါကိုခက်ပြင်းပြင်းနှင်းကကားကိုစောင့်ထွက်လာသည်မေဆန်ရှားကပြုံးလိုက်သည် စိတ်ခံစားမှုကိုမထိန်သိမ့်နိုင်တာရှင်းအားနေချက်ပဲကိုတန်းတိုင်ဦးနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ